ီဒီယိုအန်ယူဂျီသောရရှင်များမင်္ဂလာပါခင်ဗျာကုချင်းအစပြီ2025ခုနှစ်မေလ29ရက်နေ့ရီဒီယိုအန်ယူဂျီရဲ့မနက်ခင်းစီရီသတင်းများကိုကျွန်တော်ရန်နိုင်ကဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာပထမဆုံးတင်ဆက်ပေးမယ့်စီရီသတင်းကတော့ကရင်ပြည်သက်ပါတီ KNLB KNLA မှတန်တောင်မြောက်ပိုင်းမှာနေမြေချဲ့ကစခန်းနဲ့ဂိတ်များတိဆောက်လာမှုကြောင့်နောက်ဆုတ်ဖြတ်သိမ်းရန်သတိပေးတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။တန်တောင်မြောက်ပိုင်းအထူးဒေသနေမြေဧရိယာတွင်တော်လိုင်းအရှိန်မြင့်တင်ရန် KNU ဗဟိုမှတရားဝင်ထုတ်ပြန်ထားပြီးဖြစ်တာကြောင့်တန်တောင်မြောက်ပိုင်းအထူးဒေသတပ်ဖွဲ့ရဲ့နေမြေတွင်စီရေးလှုပ်ရှားမှုတွေကိုတိုက်ရိုက်နှောက်ယှက်မှုများရှိလာခြင်း၊ဂဲန်ပီသည့်တပ်ဖွဲ့မှအထူးဒေသနေမြေတွင်နေမြေချဲ့ခြင်းစခန်းဂိတ်တိုးချဲ့တိဆောက်ခြင်းများရှိလာပါသဖြင့်သက်ဆိုင်ရာတောင်ရှိပုဂ္ဂိုလ်များအနေနဲ့မိမိတို့ရဲ့တပ်ဖွဲ့များကိုအချိန်မီ ထိမ့်သိမ့်ပြုပြင်နိုင်ရန်မေလ26ရက်မှာအသီးပေးထုတ်ပြန်ထားပါတယ်။လက်ရှိငွေတောင်ရွာမှာကရင်ပြည်သူ့အဖွဲ့မှလာရောက်ဒိုးချဲ့ဆောက်လုပ်ထားတဲ့ကရင်ပြည်သူ့စကန်အားတပတ်တွင်းရုတ်သိမ်းနောက်ဆုတ်ဖြတ်သိမ်းဖို့တောင်းဆိုထားပါတယ်။အဲဒီထုတ်ပြန်ချက်အားလိုက်နာမှုမရှိဘဲကျွန်တော်တို့ရဲ့တပ်ဖွဲ့များစီရေးလမ်းကြောင်းပေါ်မှာဆက်လက်နှောက်ယှက်ပါကမြည်သည့်ပုံကုန်နဲ့ဖွဲ့စည်းကုန်မစိုးရှင်းလင်းသွားမယ်လို့ဖော်ပြထားပါတယ်။ကရင်ပြည်သူ့ပါတီ KNLB KNLA ဟာ1994ခုနှစ်ဇူလိုင်လ26ရက်နေ့မှာဘာသာရေးကောင်းဆောင်များဒေသဆိုင်ရာကောင်းဆောင်များရဲ့တိုက်တွန်းချက်အရလူလူညီလာခံခေါ်ယူကစစ်တပ်နဲ့အပြစ်ခတ်ရဲစဲကငြိမ်းချမ်းရေးစာချုပ်ချုပ်ဆိုထားတဲ့တိုင်းရင်းသားလက်နက်ကိုင်ဖွဲ့စည်းတစ်ခုဖြစ်ပါလေခင်ဗျာ။ ခုတ်ကတင်ဆက်ပြီးမှာကတော့တလားကန့်ကြာစစ်ကြောင်းထိုးနေတဲ့စစ်ကောင်စီတပ်ဖွဲ့တွေဖားကန့်မြို့အဝင်းဝါနာထီရောက်ရှိလာတဲ့ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ကချင်ပြည်နယ်ဖားကန့်မြို့နယ်ထဲမှာတလားကန့်ကြာစစ်ကြောင်းထိုးနေတဲ့စစ်ကောင်စီတပ်တွေဟာစစ်ကြောင်း၃ခုခွဲကဖားကန့်မြို့အဝင်းဝါနာထီရောက်ရှိလာပြီလို့ကချင် News Group ကဖော်ပြထားပါတယ်။ ကမိုင်းဘက်ကနေအင်အား900ခန်းနဲ့စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်တွေကိုမေလ23ရက်နေ့မှာ KIA နဲ့တော်လိုင်းပူပေါင်းတပ်တွေကပြားအောင်ရုံးတောင်နဲ့နန်းတိန်ကျေးရွာအရောက်မှာစောင့်ကြိုတိုက်ခတ်ခဲ့ပါတယ်။အဲဒီနောက်စစ်ကောင်စီစစ်ကြောင်းဟာတော်လန်းနှစ်ခုနဲ့လမ်းမကြီးတိုင်းတစ်ခုလမ်းကြောင်း၃ခုခွဲသွားကပျောက်သွားခဲ့ပြီးမေလ26ရက်နေ့မနက်3နာရီခွဲဝန်းကျင်မှာဖားကန်မြို့ပဲချန်ကိုရောက်ရှိလာတာလို့ဆိုပါတယ်။ပြီးခဲ့တဲ့ April 25ရက်နေ့နောက်ပိုင်းမှာစစ်ကောင်စီတပ်တွေကအင်အားအလုံးရင်းနဲ့ကမိုင်းဖားကန်လမ်းမကြီးတိုင်းစတင်ထိုးစစ်ဆင်နေတာဖြစ်ပြီးတလားကျော်ကာလာ ွင်းမှာမူပင်နန်ယာဆိုင်ဖရာကတ်မော်တရားညီနောင်ပြောင်းအောင်ရုံးတောင်ဆတဲ့ခြေရွာတွေကိုကြော်ဖြတ်နိုင်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီခြေရွာတွေဟာ2024ခုနှစ်အေပိလအတွင်းမှာ KIA ကသိမ်းပိုက်ခဲ့ပြီးအုတ်ချုပ်ရေးရန်နေရာလက်ပတ်နေတာတနစ်ခန့်အကြာမှာစစ်ကောင်စီဘက်ကအခုလိုတံပြန်ထိုးစစ်ဆင်တိုက်ခိုက်လာတာလည်းဖြစ်ပါလေခင်ဗျာ။ ဆက်လက်ပြီးအနောက်မြောက်တိုင်းစစ်ဌာနချုပ်ကို109မမရှော့တိုက်ဒုံးများနဲ့ပြစ်ခတ်တိုက်ခတ်တဲ့ဆိုတဲ့သတင်းကိုလည်းတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းမုံရွာမြို့အခြေဆိုင်စစ်ကောင်စီရဲ့နောက်မြောက်တိုင်းစစ်ဌာနချုပ်နမခအတွင်းကို109မမရှော့တိုက်ဒုံးများနဲ့ပြစ်ခတ်တိုက်ခတ်ခဲ့တယ်လို့ Normal Detectorship NMD ကထုတ်ပြန်ထားပါတယ်။မေလ25ရက်ညနေ6:49မိနစ်ချိန်မှာနမခစစ်ဌာနချုပ်ကိုရှော့တိုက်ဒုံး9လုံးနဲ့ပြစ်ခတ်ခဲ့ရမှာ6လုံးကိုအောင်မြင်စွာပြစ်ခတ်နိုင်ခဲ့တယ်လို့ဆိုပါတယ်။ပြစ်ခတ်ခဲ့တဲ့ရှော့တိုက်ဒုံးတွေကြားရောက်ပောက်ကွဲမှုကြောင့်နမခအတွင်းထိခိုက်မှုများရှိနိုင်ကြောင်းသိရပြီးချက်ချင်းတံ ပြန်ပစ်ခတ်မှုများရှိခဲ့တယ်လို့သိရပါဗျ။အဲ့ဒီတိုက်ခတ်မှုကို Brave Warriors for Myanmar BWM ရဲ့ဦးဆောင်မှုနဲ့ Normal Detectorship NMD နဲ့ Shadow မုံရွာတို့ကပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပြီးနေမြေကန်ဖွဲ့တွေဖြစ်တဲ့ရန်ကြီးအောင်ဖွဲ့ဘူတလင် Mobile Team မုံရွာနယ်မြေပတ်ကပ်ဖရှီထရစ်ကန်မဟာမိတ်တပ်ရင်းနဲ့ Justice Brother Force အဖွဲ့တို့က ဝိုင်းဝန်းကူညီပေးခဲ့ကြတယ်လို့ဆိုပါတယ်။အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဟာသခိုင်းမကွေးနယ်ချင်းပြည်နယ်တို့ကစစ်ကောင်စီတပ်တွေကိုအ धिक အမိန်ပေးကုတ်ကဲနေတဲ့ဌာနချုပ်ဖြစ်ကာအိုရင်တွင်းရွာပုံကျဲမှုအပါဝင်အညာဒေသကိုလေကြောင်းကပုံကျဲတိုက်ခတ်မှုတွေနဲ့အရသာပြည်သူတွေကိုတပ်ဖြတ်မှုတွေကိုအ धिक ကြိုးကန်ချဲလဲကုတ်ကဲနေတဲ့စစ်ဌာနချုပ်ဖြစ်တာကြောင့် BWN Mission 39အဖြစ်တိုက်ခတ်ခဲ့တာလို့ဖော်ပြထားပါတယ်ခင်ဗျာ။ အခုတခါတောင်သာမြို့ကစစ်ကောင်စီဂိတ်အထိုင်စခန်းနဲ့ဝန်ထမ်းအင်အားကိုတပြိုင်တည်းဝင်ရောက်စီးနှင်တိုက်ခတ်ခဲ့တဲ့ဆိုတဲ့သတင်းကိုလည်းတင်ဆက်ပေးပါမယ်။မန္တလေးတိုင်းတောင်သာမြို့မင်္ဂလာဦးရက်ကွက်တောင်သာကြောက်ပောင်းလမ်းအထွက်ရှိစစ်ကောင်စီအထိုင်ဂိတ်စခန်းနဲ့ဘူရာကုန်းရက်ကွက်ကဝန်ထမ်းအင်အားတို့ကိုတပြိုင်တည်းဝင်ရောက်စီးနှင်တိုက်ခတ်ခဲ့ရာမှာနှစ်ဦးသေဆုံးခဲ့တယ်လို့တောင်သာပကဖက ထုတ်ပြန်ထားပါတယ်။မေလ20ရက်နေ့ကကွန်ကရစ်ဘန်ကာကရုမြားနဲ့အခိုင်အမာပြုလုပ်ထားကပြည်သူများအားနေစဉ်ငွေကြေးတောင်းယူနှောက်ယှက်နေတဲ့မင်္ဂလာဦးရက်ွက်ရှိဂိတ်စကန်ကိုဝင်ရောက်စီးနင်းတိုက်ခတ်မှုတွင်စစ်ကောင်စီတပ်သား2ဦးသေဆုံးကဒဏ်ရာရသူများလည်းရှိတယ်လို့ဆိုပါတယ်။စစ်ကောင်စီတပ်သားများစခန်းဆုံးကွာထွက်ပြေးသွားခဲ့ကြရမှာငွေကြေး66သိန်း တနက်ဒိုးတလက် G1500 တောင်း MA1 G ပေါက်၄ခုနဲ့ G3 G ပေါက်၂ခုတို့ကိုသိမ်းဆည်းရရှိကာဂိတ်တဲတွေကိုမီးရှို့ဖျက်ဆီးနိုင်ခဲ့တယ်လို့သိရပါတယ်။ဝန်ထမ်းအင်အားအစီးနှင်းခဲ့ရမှာစစ်ကောင်စီထောက်တိုင်အကျင့်ပြက်ဝန်ထမ်းစုများနဲ့အယောနှောပါ၁၁ယောက်တို့ကိုဖမ်းဆီးခေါ်ဆောင်လာခဲ့ကာစစ်ကောင်စီရဲ့ရန်နေရာကိုအဟန့်တားပြုလုပ်နိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ဒါပြင်စစ်ကောင်စီစစ်ကူကားနဲ့လည်းထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကာကားပေါ်မှာစစ်ကောင်စီနဲ့ရဲတပ်ဖွဲ့ဝင်2ဦးသေဆုံးခဲ့ပြီးထိခဲ့ဒဏ်ရာရသူများရှိခဲ့တယ်လို့ဆိုပါတယ်။အဲဒီစစ်စင်ရေးကိုတောင်သာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မိထီလာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့တရင်မှုရဲဘော်ကြီးဦးဆောင်နဲ့နေပြည်တော် PDF အမှတ်801တောင်သာစစ်စင်ရေးအဖွဲ့တို့ကပူးပေါင်းဖော်ဆောင်ခဲ့ကြတာဖြစ်ပါတယ်ခင်ဗျာ။ ဆလဘီကျွန်းကြီးချင်းရွာကမင်္ဂလာဆောင်ကိုစစ်ကောင်စီကဘုံကျဲတိုက်ခတ်ခဲ့တာကြောင့်သေဆုံးသူဒေသခံ12ဦးထိရှိလာပြီဆိုတဲ့သတင်းကိုလည်းတင်ဆက်ပေးပါမယ်။ကရင်မျိုးသားစီယုံကော်တူလီအုပ်ချုပ်နယ်မြေ ကလဲလွေထုခိုင်လေတော်မြို့နယ်ကျွန်းကြီးကြီးရွာမှာမင်္ဂလာဆောင်ကျင်းပနေတဲ့နေရာကိုစစ်ကောင်စီကဘုံကျဲတိုက်ခတ်ခဲ့ရမှာဒေသခံ12ဦးသေဆုံးပြီး38ဦးပြင်းထန်စွာဒဏ်ရာရခဲ့တယ်လို့ KNU ကထုတ်ပြန်ထားပါတယ်။မေလ25ရက်နေ့မနက်9:00နာရီချိန်မှာစစ်ကောင်စီက Jet Fighter တစ်စီးနဲ့မင်္ဂလာပွဲကျင်းပတဲ့နေရာကိုဘုံနှလုံးကျဲချတိုက်ခတ်ခဲ့ရမှာငါးနှစ်ရွယ်ကလေး2ဦးနဲ့သရသမီးအပါဝင်10ဦးပွဲချင်းပြီးသေဆုံးခဲ့တယ်လို့ဆိုပါတယ်။ဒါ့အပြင်အသက်မပြည့်သေးတဲ့ကလေးငယ်13ဦးအပါဝင်ဒေသခံ42ဦးထိပြင်းထန်စွာဒဏ်ရာရခဲ့ပြီးစေကူတမှု ခံယူနေရင်၄ဦးထပ်မံသေဆုံးခဲ့တာကြောင့်စုစုပေါင်း၁၂ဦးအထိသေဆုံးခဲ့တယ်လို့သိရပါတယ်။မင်္ဂလာဆောင်ကျင်းပနေတဲ့နေပါဝင်နေ၁လုံး၊ဈေးဆိုင်တစ်လုံးနဲ့တဲတစ်လုံး၊စာတင်ကြောင်းချံဝတ်တဲတလုံးလက်တွန်ဆက်တစည်းနဲ့အင်သာနှလုံးထိခိုက်ပျက်စီးခဲ့တယ်လို့ဆိုပါတယ်တိုက်ပွဲဖြစ်ပွားခြင်းမရှိသလိုလက်နက်ကိုင်တပ်ဖွဲ့များလည်းမရှိတဲ့ပြည်သူများသာနေထိုင်ရာကျွန်းကြီးရွာကမင်္ဂလာပွဲကျင်းပနေတဲ့နေရာကိုစစ်ကောင်စီကရည်ရွယ်ချက်ရှိရှိဘုံကျဲတိုက်ခတ်ခဲ့တာဖြစ်တယ်လို့ KNU ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်ခင်ဗျာ အခုနောက်ဆုံးတင်ဆက်ပေးမယ့်စီးရီသတင်းကတော့မောင်းသူမဲ့ဖောက်ခွဲရေးကားကိုထုတ်လုပ်နိုင်ပြီးပူးပေါင်းကူညီခြင်းနဲ့တပ်ဖွဲ့များကိုဖိတ်ခေါ်တယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ မောင်းသူမဲ့ဖောက်ခွဲရေးကားကိုထုတ်လုပ်နိုင်ခဲ့ပြီးပွဲထုတ်နိုင်ဖို့ပူးပေါင်းကူညီခြင်းနဲ့တပ်ဖွဲ့တွေကိုတပြေတော့ပြည်သူကာကွယ်တပ်ဖွဲ့ကဖိတ်ခေါ်ထားပါလေ။ကားမောင်းနေမှုအားလုံးကို remote နဲ့ထိန်းချုပ်နိုင်မှာဖြစ်ပြီးဒီကားနဲ့စစ်ကောင်စီအထိုင် gate တွေရဲစခန်းတွေကိုတိုက်ခိုက်ခဲ့မယ်ဆိုရင်တစ်ချက်တည်းနဲ့ပွဲပြတ်နိုင်တယ်လို့ဆိုပါလေ။အဆိုပါဖောက်ခွဲရေးကားကိုပွဲထုတ်နိုင်ဖို့အသုံးပြုရမယ့်ဖောက်ခွဲရေးရန်ဖို့အခက်အခဲရှိနေတာကြောင့်တပ်နိုင်တဲ့အဖွဲ့များရှိပါကမစ်ရှင်ကိုပူးပေါင်းဆောင်ရွက်လိုတယ်လို့တပြေတော့ပြည်သူကာကွယ်တပ်ဖွဲ့ကပြောပါလေ။ထောက်ပံ့ပေးနိုင်မယ့်အင်အားကောင်းကောင်းရှိပါက manual ကားအကြီးတွေအထိပါ remote control ကလုံနိုင်ဖို့အလားအလာကောင်းတွေရှိတယ်လို့လည်းဖော်ပြထားပါတယ်ခင်ဗျာအခုတင်ပြခဲ့တဲ့စီရေသတင်းကောင်းလုံးချက်တွေကို Radio NUG သတင်းတောင်မင်းဆက်သွင်းတဲ့ Carcero ကပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျာ